ရန်ကုန်နဲ့ပဲခူးတိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခဲခြင်းများဖြစ်ပေါ်နိုင်ကြောင်းနိုဝင်ဘာလ10ရက်နေ့မှာမိုးလေဝသနဲ့ဇလားပြည်တော်ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါသည်။ ထုတ်ပြန်ချက်အရဗင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအပြားတာယာနေပြီးဗင်္ဂလားပင်လယ်အော်အလဲပိုင်းမှာတိမ်အနေငယ်ဖြစ်ထွန်းနေကာကပလီပင်လယ်ပြင်နဲ့ကြံဗင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်မှတိမ်ထူထပ်နေခြင်းကြောင့်နိုဝင်ဘာလ17ရက်နေ့နက်ပိုင်းအထိမကွေးတိုင်းဒေသကြီးစကန်တိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်တို့မှာတိမ်အထင်တင်ဖြစ်ထွန်းပြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာအကွက်ကြား နေပြည်တော်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျပဲခူးတနီတာကြီးနဲ့အေရော်ရဲနေတာကြီးတို့တွင်နေရာစိစိနဲ့ကြံတနီတာကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံပြမိုးထုံချောင်းရွာမှာဖြစ်ကရွာရန်ရွာနှုံးပြီးဖြစ်ကြောင်းသိရပါသည် မိုးတိမ်တောင်ဖြစ်ပေါ်မှုအနေနဲ့ရန်ကုန်ဒေသကြီးနဲ့ပဲခူးဒေသကြီးတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်မှာမိုးရသုံးခြင်းနဲ့အတူလေပြင်းတက်ခဲခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်းသိရပါသည်မြမပင်လေပြင်းမှာလှိုင်းသစ်တင်ရှိမှာဖြစ်ပြီးလှိုင်းမြင့်မှာမြမကန်ရွယ်တစ်လျှောက်နဲ့ကဲလွန်ပင်လေပြင်းတို့မှာ6ပေမှ10ပေခန့်ရှိနိုင်ကြောင်း လာမယ့်နှစ်ရက်အတွင်းမန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညဘူးချိန်များအနည်းငယ်လျော့နေနိုင်ကြောင်းသိရပါတယ်။